ကန်ကောင်းကအိမ်ချမ်းမြေအကျိုးဆောင်တရားဖြစ်ပါတယ်။အိမ်ရောက်တွေကိုရေပေါပေါနဲ့ဝယ်ကြီးကောင်းအောင်ပြင်ပြီးတော့ရေကြီးကြီးနဲ့ပြန်ရအောင်စားတဲ့သူပေါ့။ကန်ကောင်းမှာမေသူဆိုတဲ့ချစ်သူကောင်မလေးတယောက်ရှိပါတယ်။ကန်ကောင်းကမေသူနဲ့လက်ထပ်နိုင်မှုအတွက်ပိုက်ဆံရေးစူးစမ်းရှာနေပါတယ်။ဒီနေ့အိမ်ပြန်ရောက်လာတော့ပွဲမဖြစ်လို့မေသူစိတ်ညစ်သွားပါတယ်။အိမ်ပြန်လို့မပြီးခင်မှာပဲဝယ်သူတွေရောက်လာလို့ကြားများသွားရပါတယ်။မြန်မြန်ရောင်းထွက်အောင်ညနေညနေတည်းမကဘဲနဲ့ညံပြညံဝါရီပါထုတ်သုံးလိုက်ပြီးမေရောင်းမထွက်သွားခဲ့ပါဘူး။သူတို့စကားပြောနေတဲ့အချိန်ငွေတို့ချစ်ရဲ့လူတွေရောက်လာပြီးတော့ပိုက်ဆံမပေးနိုင်ရင်တတ်မယ်လို့ချင်းချောက်ပါတယ်။ကန်ကောင်းကိုစိတ်ပူတဲ့မေသူကသူတို့မင်္ဂလာဆောင်မှုစုထားတဲ့ငွေတွေကိုအကျဉ်းဆက်လိုက်ပါတယ်။ရောင်းမို့ တင်ထားတဲ့အိမ်တွေကိုလိုက်ကြည့်ရင်ကလည်းဟိုတယ်အဆုတ်တလုံးကိုတွေ့သွားပါရင်ဒီဟိုတယ်ကိုရောင်းမယ်စီကအရန်တတလို့ချက်ချင်းပဲဟိုတယ်ရှိတဲ့မြို့ကိုထွက်လာခဲ့ပါရင်ဟိုတယ်ရှိတဲ့နေရာကိုမေးပေမယ့်မြို့ရဲကကလေးတွေကမသွားဖို့အတန်တန်တာပါရင်ကံကောင်းကတော့အချီးပွားမှမလို့ဟိုတယ်ရှိတဲ့မြို့စုံကိုရောက်လာပါရင်သူတို့ရောက်ပြီးတော့မကြခင်မှာဟိုတယ်ကိုရောင်းမယ်ပွဲစားပါရောက်လာပါရင်ဟိုတယ်ကြီးကကြီးလိုက်တာနဲ့ခြောက်ချဖို့ကောင်းနေပါရင်အထဲမှာရှိတဲ့ပစ္စည်းတွေကအစ်တန်းရှိနေပေမယ့်ဘာဖြစ်လို့ရောင်းချင်နေလဲဆိုတာကံကောင်းကစဉ်းစားလို့မရပါဘူးဒေါက်တာတက်ကိုတက်ကြည့်တော့ပွဲစားကကြောက်ကြောက်လန့်လန့်ဖြစ်နေပါရင်တေချာလက်ပတ်ပြီးတော့မကြည့်ရသေးခင်မှာပဲပွဲစားကဈေးစကားပြောဖို့အောက်ထပ်ကိုပြန်ခေါ်ပါ ါတယ်ဟိုတယ်ကြီးမှာတကူးကူးရှိနေရလို့စိတ်ထဲကထင်နေပေမယ့်ကံကောင်းကတရေတွေကိုအယုံကြည်မရှိပါဘူးပွဲစားကိုအင်မေကြီးတော့ကြောက်ကြောက်လန့်လန့်နဲ့ပဲတရေမရှိဘူးဆိုတာအာမခံပါတယ်ပွဲစားရဲ့အခြေအနေကိုမြင်တာနဲ့15သန်းခေါ်ထားတဲ့ဟိုတယ်ကိုစေတန်းနဲ့အစီပြလိုက်ပါတယ်ဒီစင်းထဲမှာမရောက်ရင်ဘယ်တော့မှရောက်ထပ်မှာမဟုတ်လို့ပွဲစားကလျှော့ပေးလိုက်ပါတယ်အလုံးနဲ့ကံကောင်းကဒီဟိုတယ်ကြီးရဲ့ပိုင်ရှင်တစ်ဖြစ်လာပါတော့တယ်နောက်တစ်နေ့ကိုရောက်တော့တန်ရှင်းရင်ကပြီးတော့ဟိုတယ်ကိုရှင်းဖို့လုပ်ပါတယ်ဒါမဲ့အလုံးသမားတွေကတရေတွေ့တယ်ဆိုပြီးတော့အကုန်လုံးပြန်ပြေးကုန်ပါတယ်လုံသမားတွေအတွက်စားစရာမထားလို့ဝေးဝေးလာဖို့ပါတယ်ဝေးဝေးကဒီဟိုတယ်ကြီးအကြောင်းသူသိသိများကိုပြန်ပြောပြပါတယ်ကိုကျော်နဲ့ အမာတို့လင်မယားနှစ်ယောက်ကဒီဟိုတယ်ကြီးကိုတည်ဆောက်ခဲ့ကြသူတွေပါအမာကဒီမျိုးမှာချမ်းသာဆုံးနဲ့အလှပါဆုံးမျိုးသမီးတစ်ယောက်ဖြစ်ခဲ့ပါရီကိုကျော်ကဘန်ကောက်ကနေဒီမျိုးကိုလာရင်းနဲ့အမာနဲ့ကြိုက်သွားပါရီအဲ့ဒီနောက်တော့အမာရဲ့မိဘတွေသဘောမတူတဲ့ကြားကနေသူတို့နှစ်ယောက်လက်ထပ်လိုက်ကြပါရီအမာပိုင်းနဲ့ဒီမျိုးပေါ်မှာကိုကျော်စိတ်ကိုအတိုင်းပဲဟိုတယ်တလုံးဆောက်လိုက်ပါရီဒါမဲ့သိမကြခင်မှာပဲဟိုတယ်ထဲမှာသူတို့လင်မယားတည်သွားခဲ့ပါရီအမာကိုကျော်ကိုဓာတ်နဲ့ချိုးပြီးတော့သူ့ကိုယ်သူလည်းတက်တည်သွားပါရီအမာကဒီဟိုတယ်ကြီးကိုအရန်ချီလို့တီရာတောင်မှမကျွတ်လွတ်ဘူးလို့ပြောပြပါရီဒီမျိုးမှာတခြားနေရာမရှိလို့ကန်ကောင်းတို့အုပ်စုကဒီဟိုတယ်မှာပဲအိတ်ဖို့ပြင်လိုက်ပါရီအ ိပ်ပျော်နေတဲ့အချိန်ဘေးမှာတရဲနဲ့ကောင်ရောက်လာပြီးတော့လေပင်ညစ်တာခံရရတယ်ဆိုတော့အိမ်မဆိုးကြောင့်လန်နိုးသွားပါရင်လန်နိုးနိုးချင်းမှာပဲကြုံညာလေးတစ်ခုကိုရုတ်တရက်တွေ့လိုက်ရပါရင်အိမ်မဆိုးလို့ထင်ထားပေမဲ့လေပင်မှာလက်ရာကြီးရှိနေလို့ကန်ကောင်းလန်သွားပါရင်နောက်နေ့မိုးလင်းတော့ဖုံးကြီးပြင်ပြီးတော့တရဲမအုံနှင်ထုတ်ဖို့လုပ်ပါရင်တရဲမကတအားကြမ်းလို့ဖုံးကြီးတောင်မနိုင်မင်းနဲ့နောက်ကြောင်းပြန်လဲပြေးရပါရင်ဖုံးကြီးတောင်လက်လျှော့သွားတာမလို့သူတို့လေးယောက်ပါလန်ပြီးတော့အပြင်ကိုပြေးထွက်လာပါရင်အဲ့ဒီညဟိုတယ်မှာမအေးရလို့ဝေဝေးဆိုင်မှာလာအိတ်ကြပါရင်ဝေဝေးဆိုင်ဒီတရဲလိုက်လာလို့အကုန်လုံးလန့်ပြန်သွားပါရင်ကန်ကောင်းထက်အရင်ဒီဟိုတယ်ကိုဝယ်ခဲ့ပြုတဲ့သူတွေအကုန်အေးမှတက်တာခံလိုက်ရတယ်ဆိုတော့ဝေဝေးက ွေ့ပြပါရယ်ကံကောင်းလဲအရက်ကိုမူအောင်တောက်ပြီးတော့သူကသာဒီဟုတ်တဲ့ဒီဝင်ပိုင်ရှင်ဆိုတာကိုအေးမှတီအောင်ပြန်လာပြောပါရယ်ဒါမဲ့လေအေးမှလည်းပဲညစ်တာခံရလို့တိမလို့ဖြစ်သွားပါရယ်ညကိုရီအချင်းကြီးရောက်လာလို့အသက်ဘေးကတီတီလေးလွတ်သွားပါရယ်ဟိုတယ်ပြင်ကိုထွက်လာပြီးမြဲတရေကသူတို့လေးယောက်ကိုတလဲစီပူပြီးတော့စိတ်ဝမ်းကွဲအောင်လုပ်ပါရယ်နေ့တိုင်းဘလို့ပဲခြောက်နေပါစီ7နာရီထိုးကနေရင်တော့တရေကပျောက်ပျောက်သွားတတ်ပါရယ်ဒီဟုတ်တဲ့ကသူ့ရဲ့နောက်ဆုံးမျောလင်းချက်ဖြစ်လို့ကံကောင်းအလုံးဝလက်မလျှော်ပါဘူးအနောက်တိုင်းဆရာတယောက်ကိုပင်ပြီးတော့တရေနေမှုလုပ်ပြီးမြဲမအောင်မြင်မြန်ပါဘူးတရေနေလို့မရတဲ့အပြင်လာနေတဲ့ဆရာပါမှလကီးရသွားပါရယ်ကံကောင်းလဲတော်တော်လေးအလော ခံရရလို့သတိလစ်ပြီးတော့ဆေးရုံမှာရောက်သွားပါရင်ကံကောင်းစီကအဆက်တွေမရလို့မေသူကစိတ်ပူနေပါရင်ကံကောင်းဆေးရုံတက်နေတဲ့အချိန်မှာဝေဝေကနေတဆင်မဲ့တရေအနေနဲ့ဆရာတယောက်ကဆက်တွေ့လာပါရင်ဒီဆရာကကြေးကြည့်ပြီးမဲ့တရေတကယ်နိုင်နေဆိုလို့ငားလိုက်ပါရင်အေးမာရဲ့နှလုံးကိုဓာတ်နဲ့ထိုးနိုင်ရင်ကျွတ်ပြီမို့လို့ဓာတ်လက်နဲ့ထိုးဖို့လုပ်ပါရင်သူမထိုးခင်မှာအေးမာကသူ့ကိုထိုးတာခံလိုက်ရပါရင်ဘလို့မအဆင်မပြေလို့ဟိုတရားနေပြန်ထွက်လာပါရင်အပြင်မှာမေသူရောက်နေလို့ကံကောင်းအံ့ဩသွားပါရင်မေသူကိုဒီနေရာကနေအမြန်ခေါ်ထုတ်သွားဖို့လုပ်ပြီးမဲ့မေသူကကံကောင်းကိုမရောရာစီလူးနေရလို့ထင်နေပါရင်ဒီပုံစံနဲ့ဆက်သွားနေရင်ဘလို့မလက်ထပ်နိုင်မှာမဟုတ်လို့မေသူကလန့်ခွဲသွား ါပါတယ်။ချစ်သူလေးနဲ့လမ်းခွဲလိုက်ရလို့စိတ်နာပြီးတော့အေးမာစီပြန်လာပါတယ်။ဒီတစ်ခါတော့အေးမာလဲစားရမခံရအောင်လို့ကောင်းတဲ့လေပင်ကိုအကာအကွယ်လေးလှုပ်လာပါတယ်။တရေဘုံမဖူးတိရအောင်လဲသူတို့လေးယောက်ပဲတရေလေးဝက်ကုတ်တွေထားထားပါတယ်။ဒီလိုနဲ့ပဲအေးမာရှိတဲ့အခန်းလေးရလေးတွေကိုလေးယောက်တူတူဝင်လာကြပါတယ်။တည်သွားတဲ့ဆရာပြောခဲ့တဲ့အတိုင်းအေးမာရဲ့ရင်ဘတ်ကိုဓာတ်နေထုတ်လိုက်တော့အေးမာပျောက်သွားပါတယ်။အေးမာရဲ့ဒဏ်ရာရီစာအုပ်ကိုလိုက်ဖက်ကြည့်နေကိုကျော့ကိုတရေရသွားပါတယ်။တရေကိုကျော့ကိုဘယ်မှာသွားလို့မရအောင်အေးမာကတော့နေကတ်ထားပါတယ်။အေးမာပြန်ပေါ်လာပြီးတော့ကန်ကောင်းကိုတတ်ဖို့လှုပ်လို့ကိုကျော့ကိုတစားကန်ပြန်လှုပ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲ12နာရီထိုးကနေလို့သူတို့နှစ်ယောက်ရဲ့ဝိညာဉ် ီးပျောက်သွားပါရယ်ကိုကျော်ကဟိုတယ်မှာရှိတဲ့ဝန်ထမ်းမာလီနဲ့ကြိုက်နေရကြောင့်ဟိုတယ်ကိုရောင်းပြီးတော့ထွက်သွားဖို့လုပ်ပါရယ်ကိုကျော်တစ္ဆာဖောက်တာကိုမခံနိုင်လို့ကိုကျော်ကိုတက်ပြီးတော့သူ့ကိုယ်သူပါဓာတ်နဲ့ထိုးလိုက်ပါရယ်အိမ်မှာမှာပိုင်ဆိုင်တာဆိုလို့ယောက်ျားနဲ့ဟိုတယ်ပဲရှိတာကြောင့်ဒီလူပွားရောက်နေရတော့မှဖတ်တွေ့ထားနေတုံပါပဲဒါမဲ့ကိုကျော်အတွက်တော့အိမ်မှာရဲ့ခြေတွေကတင်းကျပ်လွန်းလို့ဆက်မနေချင်တော့ပါဘူးဟိုတယ်ကြီးကသူ့တို့ခြေရဲ့ပြားဥဖြစ်နေလို့ဒီဟိုတယ်ကိုအိမ်မှာလက်ထဲပြန်ပေးဖို့ကန့်ကောက်ဆုံးဖြစ်လိုက်ပါရယ်အကောင်းဆုံးစူးစမ်းခဲ့ပြီမဲ့ဖြစ်မလာလို့မေသူ့ကိုလှမ်းပြီးတော့တောင်းပန်လိုက်ပါရယ်သူ့နားမှာကိုကျော်မပြောမှန်းတည်သွားတဲ့အိမ်မှာကကိုကျော်ကိုလွတ်လပ်ခွင့်ပေးလိုက်ပါရယ်ကန့်ကောက်တို့အုပ်စုပြန်လာတဲ့လမ်းမှာဆ စပိန်ကစီကိုဝင်ချိန်မိပါရီစပိန်စီလာတဲ့ကောင်လေးကရော်ဂျီအနေနဲ့သူ့မှာကျန်တဲ့ထီလန်မတ်ကိုဝယ်ခိုင်းပါရီတခြားလက်မှတ်တွေအကုန်လုံးကောင်မလေးတယောက်ထဲကဝယ်သွားလို့နောက်ဆုံးချန်တဲ့ဇာန်ကိုထွေရောက်ပါရီဒီထီလန်မတ်ကပေါက်ကနန်းဖြစ်နေလို့ကန်ကောင်းဟာအခြေပွားသွားခဲ့ပါရီအိမ်မှာလည်းသူ့ရဲ့ဟိုတယ်ကိုတရေတွေအတွက်ဆက်ဖွင့်လိုက်ပြီးတော့ဇလန်လေးကလည်းပြီးဆုံးသွားခဲ့ပါရီဆုံးဖြတ်ချက်မှားလိုက်တာနဲ့တရေဘွားကတောင်မကျွလွန်နိုင်လို့ဆုံးဖြတ်ချက်မချခင်မှာတရားစင်စားကြပါအစုံနဲ့ကြည့်ပေးလို့ဂျေဆုတင်ပါရီ